အားလုံး 3D မိသားစုတွေ 3D ချစ်မိတ်စုတွေအားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ live ကကျွန်တော်ရှင်းပြခဲ့တယ်ပေါ့ဗျာကျွန်တော်ရှင်းပြခဲ့တယ်တစ်ပါတော့ကနန်ဒီ20ချိန်မှာရိုက်ရမယ်ပေါ့ဒါကျွန်တော်ဒါအလင်းစလို့စိုက်ကိုတွေ့ပြီးတော့မှာအလင်းစလို့ပြောလိုက်တဲ့စကားတစ်ခုပေါ့လို့တော့လည်းပဲကျွန်တော်တို့ဒီချဲရဲ့ 3D ရဲ့သဘောတဘာဝကကျွန်တော်အများအားပြောပါတယ်နော်စိုက်တွေကောင်းနေကောင်းနေကိုတွေ့လိုက်တဲ့စိုက်တစ်ခုကအရန်ကောင်းနေ မဲ့သူ့ချက်ကောင်းတာပေါ်လာရင်ကျွန်တော်တို့ပြုပြင်ပြောင်းလဲရမယ်။ပြောင်းလဲပြရမယ်။ဒါကျွန်တော်တို့ဒါတချို့ကြတော့နားမလဲတဲ့လူတွေကြတော့ဘယ်လိုမျိုးထင်လဲဆိုတော့ဟာဒီအမျိုးမျိုးပြောတယ်ပေါ့နော်။အခုပြောလိုက်တော့ကြတဲ့မျိုးပြောလိုက်အဲဒါမျိုးပေါ့နော်။အထင်မြင်လွဲစရာတွေရှိတာပေါ့။ကျွန်တော်တို့ဒီကကျွန်တော်တို့ဒီမျက်လုံးတွေကကျွန်တော်တို့ကပုံမှန်လေးပြောရင်ကျွန်တော်တို့ရဲ့အတွေးခေါ်ဉာဏ်ဉာဏ်မျက်လုံးပေါ့ဗျာပညာမျက်လုံးတွေကကျွန်တော်တို့ဒီ net မျက်စိမဟုတ်ဘူးဗျာကျွန်တော်တာမန်လူသားတယောက်ရဲ့မျက်စိပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ site တစ်ခုကဒီတစ်ခုကကောင်းတယ် ကောင်းလို့လုံးဝကျွန်တော်ကဝန်တာအာရနဲ့ပြောချလိုက်ပြင်မယ်လို့ဟုတ်လားဝန်တာအာရနဲ့ပြောလိုက်ပြင်မယ်လို့အတူချက်ကောင်းတဲ့ site ပေါ်လာရင်ကျွန်တော်ကပြောင်းလဲတင်ပြောင်းလဲရမယ်။ဟောမင်္ဂလာပါဗျာကိုနေမျိုးဟုတ်ကဲ့အားလုံးတကယ်ချင်းတွေတယောက်ချင်းစီတယောက်ချင်းစီတိုင်းမင်္ဂလာပါကျွန်တော် VPN ခံပြီးတောင်းရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ Facebook ကနေလို့ live ထွက်လာအဆင်မပြေတဲ့အခါကျရင်နားလည်ပြပါနော် line ပြတ်ကြတာမျိုးတို့နော်အဆင်မပြေတဲ့အခါကျရင်နားလည်ပြပါအဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဟိုကျွန်တော်ကဒီ tick လုံးပိုင်းနေပေါ့ဗျာနော် tick လုံးပိုင်းနေ တို့ဒီ20ကြိမ်မှာကြမယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီပြောလဲအာဂူတကြီးနဲ့ဝင်လာတဲ့ member တွေရှိတယ်ပေါ့ဝင်လာတဲ့ member ရှိတယ်ကြိမ်3000နှုန်းနဲ့ဝင်လာကြတဲ့ member တွေအဖွဲ့ရှိတာပေါ့အဲဒါမဲ့ကျွန်တော်အဲ့တဲ့ကောင်းတာထပ်တွေ့လိုက်ထပ်တွေ့လိုက်တဲ့ခါကျဒီ tick ကဒီ20ကြိမ်မဟုတ်ဖ ೇನೆ သူကကျွန်တော်ကကျွန်တော်တွတ်တွေ့လိုက်တာက तू က22ကြိမ်မှာဖြစ်နေတယ်ဒါကိုကျွန်တော်ကျွန်တော် member အဖွဲ့တွေလည်းသိအောင်နောက်တစ်ခုကဟိုကျွန်တော်တို့ဒီစကားတစ်ခုပေါ့ဗျာ public ကိုတင်ပြီးတဲ့စကားတစ်ခုကတောင်းတောင်းကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့ခက်ပါတယ် နော်ကိုအများကြီးအောင်ပြောပြီးဆိုတဲ့အဲပြင်စင်ဖို့အတွက်ရန်ခတ်ပါတို့တော်လည်းပဲကျွန်တော်ကိုနားလည်ပြီးပါကျွန်တော်တတိယရှာဖွေတဲ့နေရာမှာကျွန်တော်တို့ဒီအဲအဓိကပြောချင်တာကကျွန်တော်တို့ site တခုကောင်းနေအဲသူ့ချက်ကောင်းတာတွေ့ကျွန်တော်တို့ပြောင်းလဲပြရမှာဒါထုံးဒါသူကျွန်တော်တို့လုတ်ကလောက်ရမယ်အရာတခုပေါ့ဗျာနော်အဲ့တော့နားလည်ပြီးစေချင်ပါလေကျွန်တော်တစ်ကိုတွေ့တာဒီဒီကေပိုင်းကျွန်တော်ဂျက်ကြလက်ကြနဲ့တွေ့တာဒီ22ချိန်ဖြစ်သွားတာပေါ့ဗျာ22ချိန်မှာရောင်းဝါးဝါပြအဲ့အဖြေကိုတော့တွေ့တာဒါပေမဲ့ဒီ22ချိန်မှာဒါမြည်သည့်ဆရာတွေ နီးသီးပုံကိုတွေကတစ်အပိုင်မဲပြောပြောနော်တစ်လာကိုလာမယ်ပဲပြောပြောကျွန်တော်ထပ်မံတွေးရှိတဲ့ site အရာက22ကြိမ်ဖြစ်နေတာပေါ့ဗျာလေအဲ့ဒီမှာထူးခြားမှုတစ်ခုကနောက်တစ်ခုကကျွန်တော်ဒီနှစ်ထဲမှာတစ်ပြောက်တာနဲ့နီးတူထူးခြားနေရာလေးတစ်ခုကဘာရှိလဲဆိုကျွန်တော်ပြောခဲ့ပါတယ်နော်ဒီထိတ်စီးခွန်ပေါ့ဗျာဒီခွန်ရဲ့တံပိုးကနောက်နောက်ပေါင်းချင်းနဲ့ညီရမယ်နော်တချို့ကနားမလည်ဘူးအဲ့ဒါအဲ့ဒါလေးတစ်ချက်တော့ရှင်းပြပေးပါဆိုလို့ကျွန်တော်ထပ်ပြီးရှင်းပြပေးတာ ဒီခွန်ထက်ရဲ့တံပိုးကနောက်ပေါင်းကြီးဖြစ်ရမယ်ဆိုတာဒီဟောကျွန်တော်ဒီ၈နှစ်တွေတော့မပြတော့ဘူးနှစ်တိုင်းလိုလိုလိုက်ကြည့်လိုက်ပေါ့ဗျာနော်ကိုနီကိုဟန်လည်းကိုလိုက်ကြည့်လိုက်ကျွန်တော်2015ကနေစပြပြီးမယ်2015မှာကျွန်တော်တို့အကျဉ်း20မှာဒီမှာကျွန်တော်မနှစ်တစ်တစ်ထွက်တယ်မိရအရောင်းမကောင်းတော့အကျဉ်း20မှာကျွန်တော်တို့2ဝန်းဝန်းထွက်တယ်ဗျာနော်ဒီနှစ်ရဲ့တံပိုးကနောက်ပေါင်းကြီးနှစ်ဒါကိုကျွန်တော်ပြောချင်တာဒီအခုကျွန်တော်2025မှာလုံးဝမလာသေးဘူးနော်ထိတ်စီးရဲ့တံပိုးနောက်ပေါင်းကြီးကလုံးဝမလာသေးဘူးဒါထူးခြားမှုတစ်ခုပဲကျွန်တော်တို့က တဘွားဒီခါရဲ့တံပိုးအခွားပေါင်းချင်းဖြစ်ရမယ်နောက်ပရဲ့တံပိုးကရှေးပေါင်းချင်းဖြစ်ရမယ်ဒါနှစ်တိုင်းလိုလိုရိုက်တယ်ကစားကွက်ဒီကျွန်တော်တာ 3D CI တော်တော်များများနားလေတယ်เนาะတော်တော်များများသိကြတယ်တော့ကျွန်တော်ဒီတဘွားခါတံပိုးခွားပေါင်းချင်းဖြစ်ရမယ်နောက်ပေါင်းနောက်နောက်ပရဲ့တံပိုးကရှေးပေါင်းချင်းဖြစ်ရမယ်ဒါမျိုးတွေပေါ့ဗျာเนาะဒီလိုဇလန်းနေအတဘွားဒီခွန်တုံညသုံးဆိုလို့ရှိရင်ဆိုတာခွန်တုံညရဲ့တံပိုးကခွားပေါင်းချင်းဖြစ်တယ်အဲဒါဒီဒီလိုဇလန်းနေမှာဒါနှစ်တိုင်းလိုလိုရိုက်တာပေါ့ဒါပေမဲ့မရိုက်တာကခုဒီမှာကျွန်တော်တို့ထိတ်စီးတံပိုးနောက်ပေါင်းချင်းခုချင်းနေရိုက်သေးဘူးဒါထူးကြမှုအဲ့ဒါကိုကျွန်တော်ရှာတွေ့သွားတာ ဲ့လိုရှာတွေ့ပြီးတော့မှတစ်ဖြစ်စဉ်ကိုကျွန်တော်သဘောပေါက်လိုက်တော့ကျွန်တော်22ချိန်မှာလာဖြစ်တယ်။ဒါကျွန်တော်နေ့ကျွန်တော်ဟာနေ့ကျွန်တော်ပြောတာ20ပထမကကျွန်တော်ပထမလိုက်မှာတော့ကျွန်တော်ပြောခဲ့22ချိန်လုံးဝကွက်တိဖြစ်ရမယ်တစ်မပိုင်မထိုးနဲ့ကျွန်တော်ပြောခဲ့တယ်။တစ်မပိုင်ဒီတစ်မပိုင်22ချိန်မှာရဲမထိုးနဲ့ဒါပေမဲ့လုံးလုံးကြီးကျွန်တော်ပြောခဲ့တာပေါ့ဗျာနော်။ဒါပေမဲ့ဒီ22ချိန်ဖြစ်သွားတယ်။22ချိန်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ပိုင်နိုင်တဲ့ site ခိုင်မာတဲ့ site ကျွန်တော်မှရှိပြီသား။ရှိပြီသား။ဒီ22ချိန်ကလည်းရှိတယ်ဒါပေမဲ့တို့တော်လည်းဒီကောင်ပုံမှားတယ်။22 22ချိန်မှာကြာမယ်တစ်ကပို့ပြီးတော့မှားတယ်။ဒါကြောင့်ကျွန်တော်ရဲရဲကြီးကျွန်တော်ပြောတယ် ဒီ22ကြိမ်မှာတေချာပေါက်ကြော်တစ်ကိုလာအောင်လာမယ်တစ်ကိုလာအောင်လာမယ်ဒါကျွန်တော်ပြောတာနော်ကျွန်တော်မယုံကြည်လားယုံကြည်တာပဲကျွန်တော်မိတ်ဆွေတွေအပိုင်းကျွန်တော်ကျွန်တော်ယုံကျွန်တော်ရဲ့ယူဆချက်ကျွန်တော်ရဲ့နီလန်းနီးစနစ်အရာကဒီအကြိမ်22ကြိမ်မှာတစ်တီထပ်ပြောက်နေအောင်မယ်ပြောက်နေအောင်မယ်အဲ့တော့တစ်နဲ့ပတ်သက်ပြီးအောင်းမယ်မိတ်ဆွေတွေငွေကုန်ကြေးကြများမှာဆိုလို့နော်အဲကျွန်တော်တို့ပြောမယ်ဆိုရင်တော့ရာခိုင်နှုန်းအဖြစ်ဆိုရင်တစ်လာဖို့ဒီ40ရာခိုင်နှုန်းပဲရှိတယ်မလာဖို့က60ရာခိုင်နှုန်းရှိတယ်အဲ့တော့ အရန်တအားနဲ့မှဒီတစ်ကိုကြိုက်နေတယ်ဆိုလို့ရှိရင်တစ်ပါလေခဏအောင်အရန်ကြိုက်နေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ထိန်းသိမ်းသိမ်းလေးကစားဖို့ဒါကကိုကကိုရရှိကိုရှာဖွေထားတဲ့ငွေကြေးဆိုတာအလကားတစ်ခုမှမရှိဘူးနော်ချွေးနဲ့တွေးနဲ့ရှာထားရတာဒါကကိုလောက်အားတွေနဲ့တန်ဖိုးတွေနဲ့ရှာထားရတာဖြစ်တဲ့အတွက်ကာယညာနာစွမ်းအားတွေနဲ့ရှာထားရတာဖြစ်တဲ့အတွက်ငွေကိုအလဟတ်သက်ဖြစ်မှာစိုးလို့ကျွန်တော်ဒါ line ပေါ်တက်ပြီးပြောတာဒါပထမတော့မှန်တယ်ကျွန်တော်20တိမတက်လုံးဝကြာမယ်လို့ပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်ရဲ့ရှာဖွေတဲ့နီးစနစ်တွေအရာပြန်ပြီးတော့ချုပ်လိုက်တဲ့ခါကျအကောင်းဆုံးက22တိဖြစ်နေတယ် 22ကြိမ်ဖြစ်နေဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီ1ပေါ်ဖို့အတွက်ကိုအပေါ်မှာခင်းမြခဏန်းကလည်းကျွန်တော်ရထားပြီတကွက်တည်းတကွက်တည်းတစ်ဖြောင်းနဲ့ရထားပြီတကွက်တည်းရထားရထားတဲ့တကွက်တည်းကိုကျွန်တော်မှန်ပါတယ်ကျွန်တော်ပြီးမှာနော်ဒီအဲ့ကြောင့်ကျွန်တော်စကားပြောခဲ့တယ်ကျွန်တော်ပြောခဲ့တဲ့စကားရှိတယ်ရန်ကွက်တည်းမပြီးဘူးပါထုတာတည်းမပြီးဘူးမွေးကဏန်းတည်းမပြီးဘူးတဲ့တကွက်တည်းပြီးမှာဆိုဒီ22ကြိမ်လည်းလာဝင်တယ်ဒီကဏန်းဝင်မှတာလေဒီ1ပါတဲ့ကဏန်းဒီမှာကစားမှာဒီမှာကစားမှာဒါကျွန်တော်မိတ်ဆွေတွေနားလည်အောင်ကျွန်တော်ရှင်းပြတာနော် ဟောဒီဟိုတခုရှိတာပေါ့ဗျာဘလို့လဲဆိုတော့ဟိုဒီချဲသဘောသဘောပေါ့နားမလဲတဲ့သူတွေကတော့ဟာတော့ကြာတမျိုးပြောတယ်ခုတမျိုးပြောတယ်ဆိုတော့တမျိုးဖြစ်မှာဆိုလို့ဒါကြောင့် final အရ final ဆုံးဖြတ်ချက်အရကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော် public mail ဆိုတွေရောကျွန်တော် member အဖွဲ့တွေရောသိစေချင်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ထူးဆန်းဆန်းနေနဲ့ထူးဆန်းတဲ့နှစ်တခုမှာဘာလုပ်တယ်ဆိုကျွန်တော်ပြောပါမယ်ဒီ2025ထူးဆန်းတဲ့နှစ်ပေါ့ဗျာဒီ2025ကစလို့နော်ထိတ်စီးရဲ့တံပိုးကနောက်ပေါင်းချင်းလာတယ်နော်2026မှာလည်းပဲကျွန်တော်တို့ ထိတ်စီရဲ့တံပေါ်နောက်ပေါင်းချင်းလာကျွန်တော်တကွက်ပဲပြတာနော်ကျန်တာရဲ့ကွက်ကိုရှာကြည့်ပေါ့ထိတ်စီရဲ့တံပေါ်ကနောက်ပေါင်းချင်းလာကိုထိတ်ရဲ့တံပေါ်ကနောက်ပေါင်းတက်ရှက်ဆိုပြီးလာတယ်2019မှာလည်းပဲကျွန်တော်တို့ဒီ2019မှာဘယ်နေရာမှာလာလဲဒီ၄သုံးတက်မှာလာတယ်နော်ထိတ်စီတံပေါ်ကနောက်ပေါင်းချင်း၄ရဲ့တံပေါ်က3နဲ့တက်နေပေါင်းချင်းဒါတချို့ကနားမလဲလို့တရားကိုရှင်းပြလေးထိတ်စီရဲ့တံပိုးကနောက်ပေါင်း3နဲ့တင်းနဲ့ပေါင်းရင်4เนาะအခု2018မှာ853မင်္ဂလာပါခင်ဗျာအူဆိုတန်မင်္ဂလာပါဗျာ 2018မှာ15သုံး၈ထက်ရတန်ဖိုးကနောက်ပေါင်းချင်းရှစ်เนาะဒီ2019မှာကြာတစ်ထက်ရအဲ sorry ဒါမဟုတ်ဘူး2019မှာကြာတော့ကျွန်တော်တို့ပြန်မလာလဲဆိုတော့ဒီ3.55 3ထက်ရတန်ဖိုးကနောက်ပေါင်း30เนาะပြီးတော့2020မှာကြာတော့ဘယ်နေရာမှာလာလဲဆိုတော့4.4မှာလာတယ်เนาะ4ထက်ရတန်ဖိုးက3.4နဲ့ပေါင်းချင်း2021မှာဘာဘယ်နေရာမှာ4.2မှာလာတယ်เนาะ4.2မှာလာတယ်2022မှာဘယ်နေရာမှာလာတယ် 6 4နှစ်မှာလာတယ်ဒါကြောင့်ကျွန်တော်ကျန်တဲ့အခွက်တွေမရှာပေးဘူးလို့တော့ညင်သာထင်သာတဲ့အခွက်ကိုပထမဆုံးရိုက်တဲ့အခွက်ကိုပဲချပြပြီးဒီ6ထိပ်စီရဲ့တန်ဖိုးက၄နှစ်အတွဲလိုက်လာတယ်အဲ့2023မှာတုံညထိပ်ရဲ့တန်ဖိုးကနောက်ပေါင်းချင်းလာတယ်2024မှာကျွန်တော်တို့တုံကျွန်တော်တို့ဘယ်နေရာမှာလာ6တုံည6မှာလာတယ်နော်6ထိပ်ရဲ့တန်ဖိုးကနောက်ပေါင်းတုံည6လာတယ်အခုထူးဆန်းတာကဒီ2025မှာလုံးဝမလာသေးဘူးနော်ကျွန်တော်တကယ်ချင်းနေကျွန်တော်မိတ်ဆွေတွေအကုန်ပြန်စစ်ကြည့်နော် ခွန်ထည့်ရတံပိုးနောက်ခွန်မဖြစ်ဘူးခွန်ထည့်ရတံပိုးနောက်ပေါင်းခွန်မဖြစ်ဘူးသုံးထည့်ရတံပိုးနောက်ပေါင်းသုံးမဖြစ်ဘူးနော်ရှစ်ထည့်ရတံပိုးနောက်ပေါင်းရှစ်မဖြစ်ဘူးငါထည့်ရတံပိုးနောက်ပေါင်းငါမဖြစ်ဘူးနော်6ရှစ်ခွန်မှာလည်း6ထည့်ရတံပိုးကနောက်ပေါင်းငါနောက်ပေါင်း6မဖြစ်ဘူးဒီနှစ်နှစ်ခွန်မှာလည်းနှစ်ထည့်ရတံပိုးကနောက်ပေါင်းနှစ်မဖြစ်ဘူးသုံးရှစ်ရှစ်မှာလည်းသုံးထည့်ရတံပိုးကနောက်ပေါင်းသုံးမဖြစ်ဘူးနော်ပြန်စစ်ကြည့်ပေါ့ဗျာနော်ဒီမှာသုံးသုံးညကိုသုံးထည့်ရတံပိုးနောက်ပေါင်းသုံးမဖြစ်ဘူးသုံးထည့်ရတံပိုးကနောက်ပေါင်းသုံးမဖြစ်ဘူးနော်ဒီကျွန်တော်တို့ ဒီ3လေးနှစ်မှာလည်းပဲ39နှစ်မှာလည်းပဲ3ထိပ်ရတန်ဖိုးကနောက်ပေါင်း3မဖြစ်ဘူး2 4 6မှာလည်းပဲ2ထိပ်တန်ဖိုးနောက်ပေါင်း2မဖြစ်ဘူးဒီ3နှစ်လေးမှာလည်း3ထိပ်တန်ဖိုးနောက်ပေါင်း3မဖြစ်ဘူး6 9နှစ်မှာလည်း6ထိပ်ရတန်ဖိုးကနောက်ပေါင်း8မဖြစ်ဘူးဒါမျိုးတိုက်ကြည့်ပါနော်ပြန်စစ်ကြည့်ဒီ6 6 9မှာလည်း6ထိပ်တန်ဖိုးနောက်ပေါင်း8မဖြစ်ဘူး3 9 6မှာ3ထိပ်တန်ဖိုးနောက်ပေါင်း3မဖြစ်ဘူးဒီ6 6 4 6မှာလည်း6ထိပ်ရတန်ဖိုးနောက်ပေါင်း6မဖြစ်ဘူး9 9 8မှာလည်းပဲ9ထိပ်တန်ဖိုးနောက်ပေါင်း9မဖြစ်ဘူးဒီ6 9 6မှာလည်း6ထိပ်ရတန်ဖိုးကနောက်ပေါင်း6မဖြစ်ဘူး6 9 8မှာလည်း6ထိပ်တန်ဖိုးကနောက်ပေါင်း8မဖြစ်ဘူးအပုဂ္ဂတိကလေးတွေနဲ့သူလောက်သွားတာနော် အခုချိန်တောင်ထိတ်စီးရတံပေါ်ကနောက်ပေါင်းကြီးမဖြစ်သေးဘူး။ဒါကိုကျွန်တော်ကအဲ့ဒီကိုဖြစ်ဖို့အတွက်ကကျွန်တော်နီးကျွန်တော်ဟာလည်းရှာဖွေထားတာဒီနော်ဒီ20ချိန်23ချိန်တစ်ပါသောကဏ္ဍဒါကျွန်တော်နီးကျွန်တော်နဲ့ရှာထားဖြစ်တယ်တစ်ပါသောကဏ္ဍတစ်ခုဒီခင်ဗျားတို့ပြောတယ်တစ်6ဖြစ်ရင်ဖြစ်မယ်တစ်7ဖြစ်ရင်ဖြစ်မယ်တစ်9ဖြစ်ရင်ဖြစ်မယ်နော်ဒီတစ်ပါသောကဏ္ဍတစ်ပါသောကဏ္ဍဒီနေရာမှာရိုက်မှာနော်ဒီနေရာမှာရိုက်မှာ တော်ဒီသူ့အပေါ်မှာတခင်ရမယ်ကဏ္ဍကလည်းကျွန်တော်တို့အဲခွာပေါင်းချင်းတံပိုးတွေရှိတယ်ခွာပေါင်းချင်းခွာပေါင်းချင်းတံပိုးနဲ့ဖြစ်တည်လာမယ်ဒီမှာခင်းမဲ့ဇလန်းအဲ့ဒီမှာတစ်ကိုပါရမယ်ခွာပေါင်းချင်းတံပိုးနဲ့လည်းညီရမယ်တစ်လည်းပါရမယ်ဖြစ်တာနဲ့ဒီအောက်မှာထိတ်စည်းရတံပိုးနောက်ပေါင်းချင်းဖြစ်ကိုဖြစ်ရမယ်ဒါဒီလိုကျွန်တော်တို့ဖော်ထုတ်ဖော်ထားတာဒါကြောင့်မို့ကျွန်တော်ကျွန်တော်ရှာထားတဲ့ကဏ္ဍဒီဒါကျွန်တော်လေးချိန်ပဲကျန်တော့တာဖြစ်တဲ့အတွက်ကျွန်တော်ပြောခဲ့တယ်ဒါဘဲဆရာကြီးဘယ်လိုပဲပြောပြောကျွန်တော်ပြောခဲ့တာဖြစ်နိုင်ချိန်အများဖြစ်နိုင်ချိန်အများဆုံးဒီကျွန်တော်၃ည၄ည၁ည၁ထိတ်စည်းပြောင်းနေတဲ့အထက်မှာ ီတစ်ထိတ်ဒီတစ်ထိတ်စီဒီပုံပေါ်ရမယ်တစ်ထိတ်စီပုံပေါ်ရမယ်ပုံရနဲ့လေးပြောက်သွားမယ်ဒါကျွန်တော်ပြောတဲ့စကားเนาะကျွန်တော်ပြောတဲ့စကားတစ်ထိတ်စီဒါကျွန်တော်တွဲလို့ရတဲ့စိုက်အရာကျွန်တော်ပြောတာเนาะတခြားစိုက်ကနေလောက်သွားရင်ကျွန်တော်မတတ်နိုင်ဘူးเนาะတခြားစရာတွေနီးနေထွက်သွားရင်ကျွန်တော်ပြောဒါပေမဲ့ကျွန်တော်ရဲ့စိုက်အရာကျွန်တော်ယုံကြည်ချက်အရာဒါဒီနှစ်ထဲမှာเนาะခဏန်းပုံရနဲ့လေးနဲ့ထိတ်စီပြောက်ပြီးတော့မှတစ်ဒီထိတ်စီပေါ်နိုင်တယ်ပုံပေါ်မယ် နော်ဒါကျွန်တော်ပြောတာဒီ22ချိန်ကိုကျွန်တော်ဖမ်းမိထားတယ်ပထမကတော့21လို့ထင်လိုက်တာဒါပေမဲ့အချိန်ရည်နဲ့သူကဘေးကဒီကဏ္ဍကြီးရဲ့လှုပ်ဆောင်ချက်တွေအပေါ်အောက်အပေါ်အောက်ကဏ္ဍကြီးရဲ့လှုပ်ဆောင်ချက်တွေနောက်ပြီးတော့ကျွန်တော်တို့ဒီခွာပေါင်းခြင်းရဲ့ခွာပေါင်းခြင်းနဲ့ဖြစ်တည်လာမဲ့ကဏ္ဍတစ်ခုရဲ့ရက်လက်ပုံမူတည်ပြီးမှဒီအပေါ်ကဏ္ဍအခွာပေါ့ဗျာအဲ့အခွာကဏ္ဍရဲ့ကဏ္ဍကိုဖြစ်တည်ပြီးမှရလာမဲ့ရက်လက်နဲ့ပတ်သက်ပြီးဒီမှာတက်တည်ဘယ်နေရာမှာဝင်မလဲကျွန်တော်ပြောတယ်၄3ည1အဲ့၄3ည1မှာထိတ်စီးတွေတက်မပြောက်ဘူးအဲ့2025ထိတ်စီးတက်လုံးဝမပြောက်ဘူး ဒါကျွန်တော်မိတ်ဆွေတွေကိုတိအောင်ကျွန်တော်ပြောပြတာဒါပေမဲ့ဒီအချိန်22ချိန်တော့မဟုတ်တော့ဘူး22ချိန်ဖြစ်သွားတယ်နော်22ချိန်ဖြစ်သွားတယ်22ချိန်မှာတက်လာလာမယ်နော်ဒါကျွန်တော်ရဲရဲတင်းတင်းကျွန်တော်ပြောတာတက်လာလာမယ်အဲ့ဒီအတွက်ကျွန်တော်က member ကြီး3000ခေါ်ထားတယ်ဒါကျွန်တော်ဒါက within ယူတင်တဲ့လူယူပြီးသွားပြီပေါ့ဗျာနော်ကျွန်တော်ဖုန်းနံပါတ်ကတော့ကျွန်တော်6996312နော်6996312မှာဒါမမ္ဘာကြီး3000နော်တွင်းပြုတ်ဝယ်နိုင်တယ် ဘာလို့လဲဆိုတော့အရန်အရေးကြီးတဲ့အချိန်တွေအချိန်တွေဖြစ်တဲ့အတွက်ကျွန်တော်ခေါ်တာဖြစ်တယ်ပုံမှန်အားဖြင့်ဆိုတော့9000တော့6000အောက်လောက်ပဲခေါ်တာတကြိမ်စာအောင်9000 6000အဲ့ချက်ပူမခေါ်ဘူးကျွန်တော်အဒီ၄ကြိမ်စလုံးတွေအထူးပွဲတွေဖြစ်တဲ့အတွက်ကျွန်တော်ကတော့ခေါ်တယ်နော်အထူးပွဲတွေဖြစ်တဲ့အတွက်ကျွန်တော်ကတော့ခေါ်တယ်အဲ့ဒါကျွန်တော်ကအခု3000တတ်မှတ်ထားတယ်နော်89964312နဲ့မှာ Viber ဖွင့်ထားတယ်နော် Viber မှာကျွန်တော်ပြည်စာငွေလွှဲပြည်စာပို့ပြီးတာနဲ့ကျွန်တော်လှမ်းပြီးဟိုင်းပြီးတာနဲ့ဆက်သွယ်လို့ရတယ်ဒါစာနာရှိလို့လိုချင်ပြောတာပါနော်တစ်တီလုံးဝမပြောက်ဘူးဆိုတာဒါကျွန်တော်ရဲ့မိတ်ဆွေတွေတစ်နှစ်ပတ်လုံးပြောင်းနေတဲ့တစ်ကိုလိုက်ကြတဲ့မိတ်ဆွေတွေအားလုံးသိစေချင်လို့ ဒီဒီနောက်21ချိန်မှာတစ်နဲ့ပတ်သက်ပြီးအောမဲမိတ်ဆိုတွေထင်းထင်းသိမ်းသိမ်းကစားကြပါလို့ဒါဘယ်ဆရာစီကကဏ္ဍမဲရရပေါ့ဗျာဘုသူစီကကဏ္ဍမဲရရတစ်နဲ့ပတ်သက်တဲ့အောခွင့်များဖြစ်ခဲ့လို့ရှိရင်ထင်းထင်းသိမ်းသိမ်းကစားဖို့ဒါအကြံပေးတာဘုံဘောလုံးမထိုးပါနဲ့နော်ဒါနှစ်နာမှာဆိုလို့ကျွန်တော်ပြောတာဖြစ်ပါတယ်21ချိန်မှာတစ်ပြောက်ပါအောင်မယ်21ချိန်မှာတစ်ပြောက်ပါအောင်မယ်22ချိန်မှာအတိကျလာမယ်22ချိန်မှာအတိကျလာမယ်နော်ဒါလေးကိုကျွန်တော်ပြောချင်လို့တက်လာတာ နော်ပြောချင်လို့တက်လာကျွန်တော်ကျွန်တော်ကျွန်တော်နေကြစကားလို့ပဲကျွန်တော်တို့ဒီကလင်နာတို့ဒီချဲတို့ဒီလက်တွက် site တို့တွက်တဲ့သူတော်တော်များများပြီကျွန်တော်တို့က site တစ်ခုတွေ့ပြီဆိုရင်သူ့ထက်ကောင်းတဲ့ site ကိုကျွန်တော်တို့ကပြင်ဆင်ပြောင်းလဲရမယ်နော်သူ့ထက်တဘောဒီ site တစ်ခုကကောင်းတယ် site တစ်ခုကကောင်းနေတယ်သူ့ထက်တာတဲ့ site တွေ့ရင်ကျွန်တော်ပြောင်းလဲတင်ပြောင်းလဲပြရမယ်နိုင်ပိုင်းနဲ့ပြောင်းနေပြောင်းပြရမယ်ဘာလို့ကျွန်တော်တို့ကငွေချင်းနဲ့ကစားတာလေကျွန်တော်တို့ရဲ့လောက်အားကျွန်တော်တို့ရဲ့ဒီကာယညာနာစွမ်းအားတွေနဲ့ရရှိတဲ့ငွေချင်းကိုကျွန်တော်တို့ကတန်ဖိုးရှိရှိလာကစားရတာဖြစ်တဲ့အတွက်ငွေအလားအသတ်မဖြစ်အောင်ကျွန်တော်တို့က ကနန်းကောင်းရင်ကောင်းသလိုနိုင်ပိုင်းလိုပြောင်းလဲတယ်ပြောင်းလဲပြန်ပါတယ်အဓိကပါတယ်ပေါက်ကနန်းဖြစ်ဖို့လိုတယ်ကျွန်တော်တို့ကျွန်တော်ပြောသလိုပဲအရင်ပြီးခဲ့တဲ့နှစ်တည်းကလည်းကျွန်တော်ပြောခဲ့ပါတယ်နော်နွားကြောင်သားနွားကြောင်ရင်းနဲ့မြေကြီးမှာထုတ်ချပြီးတော့တွက်လို့လည်းရတယ်ကနန်းပဲဖြစ်ဖြစ်နော်တင်ချာပါမုခရရဟိုတင်ချာပါတကူရဟလာဟိုကွန်ပျူတာနဲ့ထိုင်ပြီးတွက်လို့ပဲရတယ်ကနန်းပဲဖြစ်ဖြစ်အဓိကပေါက်ကနန်းဖြစ်ဖို့ပဲလိုတယ်ပေါက်ကနန်းမဖြစ်ရင်အဲ့ဒါဒါအောင်မြင်တယ်လို့မခေါ်ဘူးပေါ့ဗျာနော်နွားကြောင်သားထုတ်ချပြီးတော့အဲဟိုတိုးချတောင်ချနေသူပေါက်ကနန်းရသွားလေဒါပေါက်တာပဲအောင်မြင်တာပဲနော်အဲတင်ချာပါမုခရရခင်ဗျကွန်ပျူတာနဲ့ထိုင်တွက်ပြီးတော့မှ ဟလာဒီကနားဒီကနားဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချပြီးမှထွက်မလာရင်ဒါပေါက်တယ်လို့မခေါ်ဘူးအောင်မြင်တယ်လို့မခေါ်ဘူးဒါဒီသဘောလေးပဲကျွန်တော်ပြောချင်တာနော်ချဲသည်အင်မတန်မှနော်ခက်ခဲနေနေပါတယ်နော်ချဲရဲ့သဘောသဘောကအဲ့တော့ကျွန်တော်တို့ကသူ့ထက်ကောင်းတဲ့ site တွေအခုကျွန်တော်ပထမ21ချိန်မှာနော်21ချိန်မှာကျွန်တော်တို့ဒီတက်ကိုကျွန်တော်ပြောခဲ့တာပေါ့နော်ပထမကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အဲ့တော့ပြင်ဆင်ရမယ်ဘာကြောင့်လဲဆိုပြင်ဆင်ရမယ်အကြောင်းတရားပေါ်လာလို့ပြင်ဆင်ရမယ်အကြောင်းတရားပေါ်လာလို့အဲ့တော့ဩကွက်တစ်ပါတော့ဩကွက်များရခဲ့လို့ရှိရင်ထင်းထင်းသင်းသင်းကစားကြပါလို့နော် မထိုးနိုင်လို့ကျွန်တော်မပြောဘူးနော်ကျွန်တော်ကြောင့်ကျွန်တော်ကြောင့်မပေါက်ဘူးဖြစ်မှာဆိုလို့မထိုးနိုင်လို့မပြောဘူးထိုးတော်လည်းပဲအင်မတန်အားနေပါတယ်လာနိုင်ရည်ဒီ40ရာခိုင်နှုန်းပဲရှိတယ်မလာဘူးက60ရာခိုင်နှုန်းရှိတယ်အဲ့ကောကိုအစင်ပြေတလို့ကြည့်ပြောကစားကြစီခြင်းနဲ့ကျွန်တော်ကတော့ဒီ22ချိန်မှာလုံးအပီအုံးအပီအုံးနော်ဒီ22ချိန်မှာလည်းအပီအုံး22ချိန်မှာကျတော့တကွက်ထက်ပြီးမှာနော်ကျွန်တော်မဘာခွက်ကြီးတကွက်ထက်ပြီးမှာအာဦးရန်ကန်လေးထက်ပြီးပါအောင်ဘာညာဆိုရင်တော့ဒါကျွန်တော်ရန်ကန်နဲ့နှစ်ကွက်ထက်ပြီးမယ်အဲ့ဒါလည်းအားစရာမလိုဘူးနော် ဒါတင့်နဲ့ပတ်သက်တာစိတ်မချလို့ရံခွက်လေးထည့်ပေးပါဆိုအဲတင့်နဲ့ပတ်သက်တစ်ပါတဲ့ခဏနှစ်ခွက်ကိုထည့်ပေးလိုက်မယ်နော်တစ်ပါတော့ခဏတူနှစ်ခွက်ထည့်ပေးလိုက်မယ်ကျွန်တော်အဲ့ဒီတစ်ကိုလာဖို့အတွက်ကြုံမဲ့ခဏကိုလေကျွန်တော်အပီအပီအပီလေးတွဲမှာဟိုက်ချိန်မှာစတွဲမှာဒီချိန်မှာတွဲပြီးတာနဲ့ဒီအချိုးပွဲကိုတွဲပြီးတာနဲ့ဟိုက်မှာတစ်လာမဲ့ခဏလေးကျွန်တော်တိုင်ပိုင်နေနေခြံထားပြီးသားဒါကြောင့်ကျွန်တော်၃၄ထိပ်စီပြောက်မယ်လို့ကျွန်တော်ပြောတာနော်၃၄ထိပ်စီပြောက်မယ်တစ်ထိပ်စီလုံးဝမပြောက်ဘူးနော်အဲ့ဒါလေးသိအောင်ပြောပြတာတစ်ကတော့လုံးဝလုံးဝလာရအောင်မယ်မလာလို့မရဘူး2025ကတစ်မလာလို့မရဘူး နော်အဲ့ဒါလေးကျွန်တော်ပြောရင်းနဲ့နော်အဲ့ဒါလေးပြောရင်းလို့တက်လာတာနောက်တစ်ခုကကျွန်တော်ဆွမ်းနာပြောလို့ထိတ်စီးတံပိုးနောက်ပေါင်းခြင်းမလာသေးဘူးမလာတဲ့အကြောင်းရင်းတွေလည်းကျွန်တော်ရှာဖွေထားတာဖြစ်တယ်နော်ရှာဖွေထားတာဖြစ်တဲ့အတွက်စိတ်ပါလို့ဝဲခြင်းနဲ့လိုခြင်းနဲ့ဆိုရင်ကျွန်တော်3998 66 46 312 312เนาะ3926 36 46 312เนาะ8996 36 312မှာ KB WP ဖွင့်ထားပါတယ် Viber ဖွင့်ထားပါတယ်အဲ့ဒီကိုဆက်သွယ်လို့ရပါတယ်เนาะအားလုံးမင်္ဂလာပါအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒပြုကြပါစေလို့ဆုတောင်းပေးပါတယ်